အားလုံးပဲမင်္ဂလာပါ Hidden Level Gaming Bay အနေနဲ့ဆက်ပါဒီနေ့ပြပတ်တော့မယ့်ကျောင်းကတော့ PUBG Mobile နဲ့ပတ်သက်တဲ့ကျောင်းကလေးတွေဖြစ်ပါတယ် PUBG Mobile တော့ Tencent Corporation ကနေ2018ခုနှစ် February လ9ရက်နေ့မှာ Asbra iOS ပတ် China မှာပထမအဆုံးဖြန့်ချိခဲ့ပြီးတော့ Global Version 2018ခုနှစ်မတ်လ19ရက်နေ့မှာအခမဲ့လွတ်တင်ခဲ့ပါတယ်ဒီဂိမ်းက2019ခုနှစ်မှာပေါ်ခဲ့ Player Unknown Battleground PUBG PC ရောအခြေခံ UI ဖန်တီးထားဖြစ်ပါတယ် 2018ခုနှစ်အတွင်းမှာ global လမ်းလောက်ခဲ့ပြီးတော့မှတပတ်တွင်း10 million ဒေါ်လာရရှိခဲ့ပြီးတော့2019 covid အတွင်းမှာ online game ထဲမှာထိုက်တန်တော့ဝမ်ဖြစ်ရည်တည်နေပြီးတော့မှ player 600 million ကျော် daily အသစ် player 50 million ကျော်တုံးသွားခဲ့ပါတယ်2021ခုနှစ်မှာပတ်ကြည်မိုဘိုင်းကိုဘန်ခဲ့ပေမဲ့လည်းနိုင်ငံတချို့က player နော် background india နဲ့ game for p china ဆိုပြီးပြန်လည်ထုတ်လုပ်ခဲ့ပါတယ်2019ခုနှစ်မှာမြန်မာနိုင်ငံမှာရေပန်းစားလာခဲ့တဲ့ ဘတ်တယ်ရိုင်ယာဂိမ်းမျိုးစားဖြစ်ပါတယ်2025ခုနှစ်ရောက်တော့မြန်မာနိုင်ငံရဲ့အောင်မြင်ဆုံးအချိန်ဖြစ်လာခဲ့ပြီးမှ YG တင်ကပတ်ကြီးမိုဘိုင်းဝေါ်ကပ်ကိုရရှိခဲ့တာဖြစ်ပါတယ်စုကြည့်နေနေတော့9,400,000ကျော်ရရှိခဲ့တာဖြစ်ပါတယ်တီးရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ကြိုင်နေတဲ့ဇူလိုင်ဖော်လွေလောက်ခဲ့ပေးကြပါဦး